မင်္ဂလာပါရှင်။ဗမာခိတိတရင်ဌာနရဲ့ထိတ်တန့်တရင်များကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဝန်တွင်းမြို့နယ်တွင်ကြက်ဖော့ပါတီရဲ့ကြေးဥက္ကဋ္ဌညွန်ဦးဓာဖြင့်ထိုးခံရပြီးတည်ဆုံ။ပူလောတွင်လည်းမြို့နယ်ကြက်ဖော့ပါတီဥက္ကဋ္ဌနေအိမ်နှင့်အုပ်ချုပ်ရေးမှူးရုံးမီရှုခံရတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မန္တလေးတိုင်းဝမ်တွင်းမြို့နယ်တွင်ချက်ဖို့ပါတီမဲဆွဲစီယုံရေးအတွက်ချက်ပြုတ်ပြင်ဆင်ရန်ဈေးွက်ထွက်သည့်ပါတီရဲ့ကြေးဥက္ကဋ္ဌညွန်ဦးဓာဖြင့်ထိုးခတ်ရပြီးတေဆုံသွားကြောင်းဒေတာရင်းသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါရယ်နိုဝင်ဘာလ22ရက်နေ့နနက်9:00နာရီခန့်တွင်ဝမ်တွင်းမြို့နယ်တနက်ခါတော်ကျေးရွာအုပ်စုအတွင်ကြံဖို့ပါတီမဲဆွဲစည်းရုံးရေးအတွက်ချက်ပြုတ်ပြင်ဆင်ရန်ဈေးဝယ်ထွက်သည့်ပါတီရဲ့ကြေးဥက္ကဋ္ဌညွန်ဦးကိုအမိမတိလူတစုကကျုတ်ကန်ရွာကံပေါင်တွင်ဝင်ရောက်တိုက်ခိုက်ရာဓာတ်တံရများဖြင့်ပွဲချင်းပြီးတိုက်ဆုံခဲ့ကြောင်းသိရပါသည် တည်ဆုံသွားသောကျက်ဖို့ပါတီရဲ့ကြေးဥက္ကဋ္ဌညွန့်ဦးသည်သနက်ခါတော်ကြေးရွာအုပ်စုအတွင်စစ်မှုရန်ကြေးဟုဆိုကာလစဉ်တအိမ်လျင်ငွေကျက်တောင်းချီကောက်ခံပြီး၎င်းနှင့်ဆက်ဆက်ရေးအစမပြေသောဖြစ်သူများ၏စရင်ကိုလည်းစစ်တပ်ထံ OKDY ဖြင့်ပို့ဆောင်ကာပေါ်တာဆွဲဖမ်းဆီးငွေညစ်နေသူလည်းဖြစ်ကြောင်းသိရပါသည်အဲဒီကောင်ကစစ်မှုရန်အကြောင်းပြပြီးကြေးရွာအုပ်စုထဲမှလစဉ်ပုံမှန်တောင်းချီကောက်ခံနေ စစ်ခွေးတွေကစစ်မှုတန်းအတွက်လူလာတောင်းရင်လည်းသူနဲ့ဆက်ဆက်ရေးအဆင်မပြေတဲ့ပြည်သူတွေရဲ့စည်ရင်းကိုပို့ပြီးနေအိမ်နဲ့ထိပေါ်တာဆွဲဖမ်းဆီးခိုင်းတာတွေလည်းလုပ်တဲ့ငွေညစ်ပြီးပြန်လွှတ်ပေးတဲ့ငွေချေးမပေးနိုင်ရင်စစ်မှုတန်းတင်တန်းကျောင်းကိုတန်းပြီးပို့တာဟုဒေသတွင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမြေတီအဖွဲ့ကလှုံ့ဆော်သည်ကိုမသိရသည်ပေမြို့ဦးစီးနှင်းလာသောစိုက်ကဲနှင့်လက်ကင်ဖို့များကိုလည်းတိုက်ခိုက်တော်လူများကတင်စီသွားကြောင်းသိရပါတယ် ထို့ပြင်တနင်္သာရီတိုင်းပူလောမြို့နယ်တွင်လည်းကြံဖို့ပါတီမြို့နယ်ဥက္ကဋ္ဌနေအိမ်နှင့်အုပ်ချုပ်ရေးမှူးချုပ်မီးရှို့ဖျက်ဆီးခံရကြောင်းဒေတာတွင်တော်လှန်ရေးတရင်ရေးမြင့်များကတရင်ဌာနကိုပြောကြားပါတယ် နိုဝင်ဘာလ22ရက်နေ့ည10:00နာရီခန့်တွင်ဖူလော်မြို့အမှတ်3ရပ်ကွက်ကန္နာလန်ရှိကျန်းဖို့ပါတီမြို့နယ်ဥက္ကဋ္ဌဇာနီအောင်နေအိမ်နှင့်အမှတ်3ရပ်ကွက်အုတ်ချိုရည်မှုရုံကိုတော်လန်ရဲအဖွဲ့တစ်ခုကဝင်ရောက်မိရှို့ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဘေးဖွဲ့ကဝင်လုတေဆိုတာတော့မသိရသေးဘူး။ကျန်းဖို့ပါတီမြို့နယ်ဥက္ကဋ္ဌဇာနီအောင်နေအိမ်နှင့်အမှတ်3ရပ်ကွက်အုတ်ချိုရည်မှုရုံကတော့ပြန်ချသွားတာဖြစ်ပါတယ်။ဖြစ်စဉ်အပြည့်အစုံတော့ထုတ်ပြန်ပါလိမ့်မယ်ဟုဒေတာရင်းတော်လန်ရဲသတင်းရင်းမြစ်ကပြောဆိုပါတယ်။ အဆိုပါဝင်ရောက်ရှင်းလင်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမြည်သည့်ဒေါ်လာရဲ့အဖွဲ့ကလှုံ့ဆော်သွားသည့်ကိုထုတ်ပြန်ခြင်းမရှိသေးပေ။ဆက်လက်ပြီးမန္တလေးမြင်းချက်နဲ့ကမ်းမလူမျိုးတို့တွင်လူငယ်30ထက်မနည်းပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်ဘူရန်တင်နန်းချောင်းအဖို့ခံရလူငယ်များကိုပြန်လွတ်ပေးညီဟုဆိုကစစ်တပ်ကငွေလိမ်တောင်းမှုများနဲ့အကြီးအကျယ်ဖြစ်နေတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရယ်။ မန္တလေးမြင်းချံကံပလူမျိုးတို့တွင်လူငယ်30ထက်မနည်းပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်မှုရန်တင်းနှံချအဖို့ခံရရကြောင်းရှင်နောင်ဖမ်းဆီးခံလူငယ်များကိုပြန်လွတ်ပေးမည်ဟုဆိုကစစ်တပ်ကငွေလိမ်တောင်းမှုများလည်းအကြီးအကျယ်ဖြစ်ပေါ်နေကြောင်းဖမ်းဆီးခံလူငယ်များဤမိသားစုဝင်များနှင့်ဒေသတည်င်းချင်းမြစ်ကတည်င်းဌာနကိုပြောပါရယ်နိုဝင်ဘာလ19ရက်နေ့ည8:00နာရီခန့်အချိန်မန္တလေးတိုင်းမန္တလေးမြို့တတားဦးလန်းဆောင်တွင်အလုံးမပြန်လာသည့်လူငယ်လေးဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း စစ်မှုရန်အဖြစ်ပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်လေးဦးမှာအသက်20ဝန်းကျင်ရှိပြီးမိသားစုများနဲ့ဖမ်းဆီးခံလူငယ်များအဆက်အသွယ်ပြတ်တောက်နေကြောင်းဒေတာသတင်းရင်းမြစ် Voice of Mandalay မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောပါရယ်စစ်ခွေးဖမ်းဆီးထားတဲ့လူငယ်လေးဦးကိုစစ်ခွေးတွေကမှန်လုံကားအဖြူနဲ့ဖမ်းထားတယ်ပြောတယ်စစ်ခွေးတွေဖမ်းဆီးထားတဲ့လူငယ်တွေအသက်တွေက20ကျော်လေးတွေပဲဟု Voice of Mandalay မှတာဝန်ရှိသူတို့ကပြောဆိုပါရယ်ထို့သူမန္တလေးတိုင်းမြင်းချမ်းမြို့ပေါ်ရှိရုပ်ွက်များတွင်လေစစ်တပ်က၂ရက်ဆက်တိုက်လူငယ်6ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း နိုဝင်ဘာလ10ရက်နေ့နဲ့17ရက်နေ့တို့တွင်မြေချံမြို့ပေါ်ရှိရက်ွက်ထဲကိုဖွေရောက်ပြီးလူငယ်6ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။စစ်ခွေးတွေကဖွေရောက်ပြီးပေါ်တာဆွဲဖမ်းဆီးသွားတာ2ရက်ဆက်တိုက်မှာရက်ွက်ထဲကလူငယ်6ဦးလောက်ပါသွားတယ်ဟုဒေသတရင်ရင်းမြက်ကသတင်းဌာနကိုပြောကြားပါတယ်။အလားတူစကိုင်းတိုင်းကံဘလူမျိုးတွေရှိအကျန်းဖက်စစ်ကောင်စီအထိုင်စခန်းများတွင်ပေါ်တာဆွဲဖမ်းဆီးခံရသည့်လူငယ်များ၏မိသားစုများထံသို့အကျန်းဖက်စစ်သားများနှင့်ပြူစောတီခေါင်းဆောင်တို့ကလွှတ်ပေးမည်ဟုပြော၍ ငွေလိန်တောင်းခံနေကြောင်းကျွန်းလကံမလူတက်ကြွလှူရှားသူများအဖွဲ့ကံမလူခရိုင်မှတာဝန်ရှိသူကတည်င်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ23ရက်နေ့ပေါ်တာဆွဲဖန်းစည်းခံရမှထွက်ပြေးလွတ်မြောက်လာသည့်လူငယ်ဤမိသားစုဝင်ထံသို့လည်းအကြံဖတ်စစ်တပ်ကဆက်သွယ်၍ငွေကြေးတောင်းခံခဲ့ပြီးမိသားစုဝင်များကငွေ9သိန်းပို့ခဲ့တော်လဲပြန်လွတ်ပြေးခြင်းမရှိဘဲကိုယ်တိုင်ထွက်ပြေးခဲ့ရကြောင်းသိရပါတယ်။ ထို့ပြင်ကျွန်းလာမျိုးအဝင်အချုပ်ခန်းတွင်ဖမ်းဆီးခံရရမှာလူမြောက်ထွက်ပြေးလာသည့်လူငယ်ဤမိသားစုဝင်များထံမှလည်းငွေချေးလိမ်နဲ့တောင်းခံ၍မိသားစုကငွေသိန်း30နီးပါးစစ်တပ်နဲ့ပြူစောတိထံသို့လွှဲပေးခဲ့ရကြောင်းထွက်ပြေးလူမြောက်လာသောလူငယ်တအုပ်ကပြောဆိုပါတယ်။ရှေ့တန်းမလိုက်ရဘူးရွှေဘိုအချုပ်ထောင်မှာရှိတယ်။လွတ်စေခြင်းရေငွေလွဲဆိုလို့လွှဲပေးရတာစုစုပေါင်း30ရှိပါတယ်။ ကျွန်တော်တို့ကိုဖမ်းထားတာသူတို့ပဲရှိတာမှတ်ပုံတင်တဲ့ဖုန်းကအစားသူတို့သိမ်းထားတာဆိုတော့မိသားစုဖုန်းနံပါတ်တွေယူပြီးဆက်သွယ်ငွေညစ်တာတွေကိုအစီအစဉ်တကျလောက်တာလို့ထင်တာပဲကျွန်တော်တို့လည်းအိမ်ကလှမ်းပြောလို့သာတည်ရတာမလွတ်တဲ့သူတွေရဲ့မိသားစုဝင်တိုင်းလေကျွန်တော်တို့မိသားစုတွေလို့ငွေညစ်ခံရမှတည်ကြတယ် မိသားစုဝင်တွေကတော့ဖို့မရဓမ္မအစုံမိအေးနှခါနာဖြစ်တာပေါ့ဗျာဟုပေါ်တာဆွဲဖန်းစီခံရပြီးကျွန်းလာမျိုးအဝင်းအချုပ်ခမ်းမှထွက်ပြေးလွတ်မြောက်လာသည့်လူငယ်တအူးကပြောဆိုပါရယ်အကျန်းဖတ်စစ်တပ်သည်ကံဘလူနယ်အတွင်းရွှေဘုံမြကြီးနာဖြူဟာလန်ကျော်ရှိဖြတ်တန်းသွားလာသူမှန်သမျှကိုပေါ်တာဆွဲဖန်းစီနေခြင်းဖြစ်ပြီးဖန်းစီခံရသူများ၏ဖုံးများမှတဆင်မိသားစုဝင်များထံဆက်သွယ်ငွေညှစ်နေခြင်းဖြစ်ပါရယ်ထို့ကြောင့်ပြည်သူများအနေဖြင့်အကျန်းဖတ်စစ်ကောင်စီတပ်နှင့်ပြူစောထီးများအလို့ကြောင့် ောင်းခံလာသည့်ငွေကြေးများကိုယုံကြည်ကိုးစား၍လွှဲမပေးမိကြရန်လဲကျွန်းလာကံဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကံဘလူခရိုင်ကတိုက်တွန်းထားပါရယ်ဒေါ်အောင်ဆန်းစုကြည်အစိုးရကကုလသမဂ္ဂကအတိမတ်ပြုကြောင်းကြေညာချက်1992ခုနှစ်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကိုမြန်မာနိုင်ငံ၏တဦးတည်းသောတရားဝင်အစိုးရအဖြစ်ကုလသမဂ္ဂကအတိမတ်ပြုပါရယ်လက်ရှိမြန်မာနိုင်ငံအစိုးရအဖွဲ့ ။ဦးဝင်းမြင်း2018ခုနှစ်မတ်လ30ရက်နေ့မှစ၍ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတဒေါက်အောင်ဆန်းစုကြည်2016ခုနှစ်မတ်လ30ရက်နေ့မှစ၍ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဤနိုင်ငံသားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဖူရဲပါစာရွက်စာရန်တီ2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့တွင်ကုလသမဂ္ဂတန်ခင်းတမန်ခင်းကျင်းဝင်းနှင့်ဆက်ဆံရေးရုံမှအထောက်အထားဖြင့်ထုတ်ပြန်ခဲ့သောငွေရင်းအစိုးရစာရင်းဖြစ်ပါသည် နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မှုအောက်တွင်မြန်မာနိုင်ငံ၏လက်ရှိအခြေအနေသည်ဥပဒေကြောင့်အရာလိုင်းနာဆောင်ရွက်စေခြင်းဖြစ်ပါသည်။ထို့ကြောင့်နိုင်ငံတော်၏ကုန်သိက္ခာနှင့်နိုင်ငံသူနိုင်ငံသားများ၏အကျိုးစီးပွားကိုမြှင့်တရန်အတွက်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအလုံးသည်၎င်းတို့လက်ခံထားသည့်ကုလသမဂ္ဂဗရိညင်စာတမ်းအခန်း၄၏အပိုက်လေးတွင်ကြေညာထားသည့်တာဝန်များကိုလိုင်းနာရမည်ဖြစ်ပါသည်။ဆက်လက်ပြီးနိုင်ငံတကာရာဇဝတ်ရုံးကဝရံပြေးတရက်ခံအဖြစ်လျှောက်ထားခံရသောမြေအောင်လိုင်းတွင် ပြည်သူလူထုကိုကိုစားပြုမိရွှေကောက်ပွဲကိုကျင်းပပြုလုပ်ရန်အခွင့်အာဏာမရှိဘူး KNU ကပြည်သူများကိုထပ်မံအသိပေးတဲ့ဆွေးတင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကဝရမ်းပြေးတရက်ခန့်အဖြစ်လျှောက်ထားခံရသောမေအောင်လိုင်းတွင်ပြည်သူလူထုကိုကိုစားပြုမိရွှေကောက်ပွဲကိုကျင်းပပြုလုပ်ရန်အခွင့်အာဏာမရှိကြောင်းကရင်အမျိုးသားအစည်းအရုံး KNU ကပြည်သူများထံသို့တရက်ဝင်အသိပေးကြေညာပါတယ်။လက်ရှိစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကို KNU အနေဖြင့်လုံးဝဆန့်ကျင်ပြီး ပြည်သူများအနေဖြင့်လည်းသမိုင်းတရခံမဖြစ်ဖို့အထုရောင်ရွေးကောက်ပွဲကိုစန့်ကျင်ဆို့ဟုသောကြွေးကြော်တန်ဖြင့်စန့်ကျင်ရမည်ဖြစ်ကြောင်းစစ်ကောင်စီစစ်ကော်မရှင်ပြုလုပ်မဲ့လွတ်လပ်မှုမရှိနိုင်ငံတကာအသိအမှတ်မပြုသောထောင်ချောက်ဆင်အထုရောင်ရွေးကောက်ပွဲကိုကော်တူလေးနဲ့မြန်မာတပြည်လုံးရှိတိုင်းရင်းသားပြည်သူလူထုအားလုံးခံကွက်စန့်ကျင်ကြရန် KNU ကထပ်မံနှိုးဆော်ထားပါတယ်။ လက်ရှိစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲတွင်မစစ်မမှန်အထူးရောက်ရွေးကောက်ပွဲသာဖြစ်ကြောင်းပေါ်လွင်ထင်ရှားစေသည့်အချက်များတွင်ရွေးကောက်ပွဲကျင်းပရန်ခွင့်အာဏာမရှိသောသူပြုလုပ်သည့်ရွေးကောက်ပွဲသည်အထူးရောက်သာဖြစ်ကြောင်းဥပဒေကြောင့်အရတရားမဝင်သောရွေးကောက်ပွဲသည်အထုရောင်သားဖြစ်ကြောင်းလွတ်လပ်မှုနှင့်တရားမျှတမှုမရှိသောရွေးကောက်ပွဲသည်အထုရောင်သားဖြစ်ကြောင်းပြည်သူလူထုစံနာမပောင်းပြည်သူလူထုသဘောနှင့်ကိုက်ညီမှုမရှိသောရွေးကောက်ပွဲသည်အထုရောင်သားဖြစ်ကြောင်းစေမံသောနိုင်ငံရေးဖြည့်ရှင်းချက်မဟုတ်သောရွေးကောက်ပွဲသည်အထုရောင်သားဖြစ်ကြောင်း ် NUG ကပြည်သူများထံသို့အသိပေးပါရယ်။အရေးကြီးသောအချက်ဖြစ်သည့်ရွေးကောက်ပွဲကျင်းပရန်အခွင့်အာဏာမှာမေအောင်လိုင်ဦးဆောင်သောစစ်တပ်ထံတွင်မရှိကြောင်းမေအောင်လိုင်နှင့်စစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မှစတင်၍လက်နက်ဖြင့်အာဏာကိုလုယူခဲ့ပြီးပြည်သူလူထုကိုမတရားဖမ်းဆီးတပ်ဖြတ်ခြင်း၊လေကြောင်းတိုက်ခိုက်မှုများ၊ဘာသာရေးအဆောက်အဦစာတင်ကြောင်များကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းများဇက်တိုက်ကျူးလွန်လျက်ရှိကြောင်းမေအောင်လိုင်း၏အပေါင်းအပါစီဘိုလ်ချုပ်များမှနိုင်ငံတကာရာဇဝတ်တရားရုံးကဝရမ်းတရားခံအဖြစ်ရှောက်ထားခံရသူဖြစ်ကြောင်း ် KNU ကပြောဆိုပါတယ်။ထို့ဖြစ်၍ပြည်သူလူထုအပေါ်ရရက်ဆက်ဆက်ရာဇဝတ်မှုများကျူးလွန်နေသူအဖြစ်၎င်းဝရန်တရခန့်အဖြစ်လျှောက်ထားခံရသူဖြစ်၎င်းပြည်သူလူထုကိုစားပြုမည်ဆိုသည့်ရွေးကောက်ပွဲကိုဤသို့သောနီလန်းနှင့်မြကျင်းပပြုလုပ်ရန်အခွင့်အာဏာမရှိကြောင်း KNU ကသဘောထားထုတ်ပြန်ပါတယ်။ထို့ပြင်မြောက်လိုက်မှာကောက်ွယ်ရေးဦးစီးချုပ်အဖြစ်နိုင်ငံဝန်တန်းဖြစ်သူမှာယာယီသမရယာဒူးကိုပါလက်ကင်ထားပြီးဆောင်ရွက်မှုတို့မှာဖွဲ့စည်းပုံအခြေခံဥပဒေကိုယနေ့တိုင်လိုသလိုအသုံးချပြီးလှုပ်ဆောင်နေသည့်အတွက်စစ်ပုံကံမှု နိုင်ငံတော်ကိုတစ္ဆာဖောက်ဖျက်ပုံခံခြင်းဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကိုတမင်တကာသို့မဟုတ်ညီရွယ်ချက်ရှိရှိဖြင့်ဖောက်ဖျက်ကျူးလွန်ခြင်းတို့ကိုအထင်ရှားကျူးလွန်သူများပင်ဖြစ်ကြောင်း KNU ကထောက်ပြထားပါသည်